ဆန္ဒရှင်သူများအားလုံးမင်္ဂလာပါရှင်။ Oreo ပုတ်ပိုင်းများမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါဖတ်ပြပေးဖို့အတွက်အမြွေချေထားတဲ့စာအုပ်ကလေးရတော့ဆရာကြီးမောင်ထွန်းသူဘာသာပြန်ဆိုရေးသားထားတဲ့နဒီယာဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါရစေ။ဒီစာအုပ်လေးကိုမဖတ်ပြမီမှာဆရာကြီးမောင်ထွန်းသူရဲ့အမှားစာလေးကိုဥစွာပြမအများဖတ်ပြပေးကြပါရစေ။လွန်ခဲ့တဲ့15နှစ်အနည်း20နီးပါးခန့်ကကျွန်တော်မြန်မာပြန်ခဲ့တဲ့ ကမ်မလီနဲ့ကာမင်းဆိုတဲ့ဝိတ္ထုတွေကိုစာဖက်ပရိသတ်တွေမိကြအောင်လိမ့်မယ်လို့မထင်ပါထိုဝိတ္ထုနှစ်ဦးစလုံးမှာကပ္ပစာပီနယ်မှာတမျိုးတစ်ပါးသာစီထင်ရှားကျော်ကြားခဲ့တဲ့ပြင်သစ်ဝိတ္ထုများဖြစ်ပါတယ်ကမ်မလီဝိတ္ထုမှာတောရွာတရွာမှာနေပြီးပါရီမြို့ပေါ်ကိုရောက်ရှိလာကမြို့သားအဖိုးကြီးတဦးရဲ့အပျော်မြင်ရဖြစ်ခဲ့သောမိမချော်လီတဦးရဲ့ဘဝကိုရေးဖွဲ့ထားတဲ့အချစ်ဝိတ္ထုဖြစ်ပါသည် မိမချောလေးသည်အပျော်မရဘဝမှာအထက်တန်းစားလောကအတွင်း၌ကျင်လည်ကြက်စားနေခဲ့ရသော မိမရွှင်ဘဝသို့ရောက်ရှိသွားခဲ့ရသည်ထိုမှတစဉ်တကယ်တမ်းချစ်တော်သူနှင့်တွေ့ရသည့်အခါကြေကွဲဝယ်ရာအဖြစ်နှင့်ရင်ဆိုင်ခဲ့ရသည်ရင်းဝတ္ထုသည်ကပ္ပစာပေလောကတွင်ထိတ်တန်းကန်နဝင် အချစ်ဝတ္ထုအဖြစ်ထင်ရှားကျော်ကြားခဲ့ရ၏မြမပါတာတို့ပြန်ဆိုးထုတ်ဝေခဲ့သည့်အခါတွင်လည်းမြမစာဖတ်ပရိသတ်အများစုအားအလွန်ကြိုက်နှစ်သက်တဲ့အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်လာခဲ့ရလေသည် ကာမင်းဝိထုမှာလဲကင်မလီကဲတို့ဝင် အချစ်ဝိထုတပုတ်ဖြစ်ပါသည်ဇက်ကောင်မှာလဲကင်မလီကဲတို့ဝင် အောက်တန်းစားဇက်ကောင်ဖြစ်သည်ကာမင်းသည်ဂျစ်စီမာလီတူဖြစ်သည်ဂျစ်စီမာပီပီခြေတလုံးအိမ်တိုင်းပြုကဒူးစီရိုက်မှုအလုံးများနဲ့ထွေလုံးရစ်ပတ်နေခဲ့သူဖြစ်သည်အလွန်ချောအလွန်လာသည့်မိန်းကလေးဖြစ်ပါ၏သို့တော်လည်းအချင်းစီရိုက်ကအလွန်ဆိုးသည် သူမသည်လိန်သည်ညာသည် ခိုးသည်ဝတ်သည် လူတယောက်အားတည့်ရဲဖြဲ့ရဲသောစိတ်လည်းရှိသည် ကန်တရား၏ဖန်တီးမှုဟုဆိုရလိမ့်မည်လားမသိကာမင်း၏ဘဝထဲသို့ရဲရာရှိတယောက်ကဝင်လာသည်ရဲရာရှိသည် ကာမင်းအားယူယူမူမူချစ်ခဲ့သည်ကာမင်းအားဒုစရိုက်လောကအတွင်းမှလွတ်မြောက်စေလိုသည်တိုးတော်လဲကာမင်းကြောင့်ရဲရာရှိသားလင်းဒုစရိုက်သမားတူဖြစ်သွားခဲ့ရသည် နောက်ဆုံးတွင်သူတို့နှစ်ဦးသည်ကြေကွဲပွဲရာအဖြစ်များနှင့်ရှင်ဆိုင်ကဇက်သိမ်းခဲ့ကြရသည် ကာမင်းဝိတုမှာလည်းပြင်သစ်စာပေးလောက၌သာမကကပ္ပစာပေးနေပေအတွင်းသို့ပါထိုဖောက်ဝင်ရောက်ပြီးကြောကြားခဲ့ရလေသည် အခုနတ်တရားဟု အမည်ပေးထားသောဤဝိတု၏မူရင်းနာမည်မှာနာဒက်တာနီကိုလီယက်ဖနာဖြစ်သည်ဝိတု၏အဓိကဇက်ကောင်ဖြစ်သောမိမက်ပြို၏အမည်ဖြစ်သည်ရုရှားလူမျိုးတို့၏တလိထုံးစံအတိုင်းတရင်တနီခင်မင်းသူအချင်းချင်းဆက်ဆံကြသည့်အခါနာမည်ကိုအပြည့်အစုံမခေါ်ဘဲအတူကောက်ခေါ်လေးရှိသည် ဤဝိထုတွင်ဤမိန်ကလေးနှင့်ယင်းသည့်သူများကနတ်တရားဟုခေါ်လေးရှိသည်ဤသည်ကိုအကြောင်းပြု၍ဤဝိထုအားကျွန်တော်ကနတ်တရားဟုအမည်ပေးလိုက်ခြင်းဖြစ်ပါသည်နတ်တရားသည်ကင်မလီနှင့်ကာမင်းတို့ကဲ့သို့ပင်စိတ်ဝင်စားစရာကောင်းသည့်အခြေဝိထုတစ်ပုဒ်ပင်ဖြစ်ပါသည်နတ်တရားသည်ရုရှားဝိထုဖြစ်သည်ဝိထုရှိကြီးတော်မဟုတ်ပါဝိထုတို့စည်ရင်းဝင်တစ်ပုဒ်ဖြစ်သည်သို့တော်လည်းအချိန်ခါနှင့်အခြေအနေကိုလိုက်၍ ဤဝိတ္ထုဟာဝိတ္ထုလက်အပြည့်နဲ့သတ်မှတ်ပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်ဤဝိတ္ထုကိုရေးသူမှာရုရှားစာရေးဆရာဗီဆိုဗောလော်ကာရှန်1855-1888ခုနှစ်ဖြစ်ပါသည်တနည်းအားဖြင့်ဗီကာရှင်ဖြစ်သည်ဗီကာရှင်သည်ဒေါစတိုယက်ဗီစကီတော့စတရိုင်းချက်ကော့တူရာဂိညတ်တို့နဲ့အတူတူပေါ်ထွန်းခဲ့သောခေတ်ပြိုင်စာရေးဆရာဖြစ်သည် သူတို့နဲ့လည်းတင်းရင်တင်းနီရှိခဲ့သည်သဘောထားအမြင်ချင်းနဲ့တူညီခဲ့သည်ဟုရုရှားစာပေဝေဖန်ရေးသမားများကဆိုခဲ့ကြသည်ကာရှင်တီသူ့အပေါင်းဖော်စာရေးဆရာများကဲ့သို့ပင်ဝိတုရှိကြီးများအောင်မရှိခဲ့သူတည်ငယ်စဉ်ကတည်းကကျမကြီးချိုးတဲ့သူဖြစ်သည့်အားလျော်စွာစာများကိုသူထင်သလောက်ရေးနိုင်စွမ်းမရှိခဲ့ပါ1889ခုနှစ်မှာ1889ခုနှစ်အတွင်းဝိတုတော်ပေါင်း17ပုဒ်သာရေးသားခဲ့သည်ရင်း17ပုဒ်သည် ထူးခြားပြောင်ရောက်သည့်လက်ရာများအဖြစ်ရုရှားစာပေပညာရှင်များအသာမကကပ္ပစာပေပညာရှင်များအပါသတ်မှတ်အတိမတ်ပြုခဲ့ကြသည် အမှန်တကယ်လဲသူ့ရဲ့ဝိထုတော်များသည်ထူးခြားပြောင်ရောက်သည့်လက်ရာများဖြစ်ပါသည်1855ခုနှစ်တွင်ဘွေးဖွားခဲ့သည့်ဂါရှင်သည်1888ခုနှစ်တွင်ကွယ်လွန်ခဲ့သည့်ဖြစ်ရာသူကွယ်လွန်ချိန်တွင် သူ၏အသက်သည်33နှစ်များသာရှိပါသေးသည်ဤဝိထုနတ်တရားသည်အချစ်ဝိထုတစ်ပုဒ်ဖြစ်သည် ပကြီစရာနှစ်ဦးနဲ့မိမချော့တဦး၏သုံးဖွင့်ဆိုင် အချစ်ကို ဖော်ပြထားသောဝတ္ထုဖြစ်ပါသည်။ဤဝတ္ထုသည်ဇက်ကောက်များ၏အချင်းစရိုက်ကို ဖော်ပြရာ၌အလွန်အောင်မြင်သည်ဟုစာပေဝေဖန်ရေးပညာရှင်များဆိုပါသည်။ယင်းဆိုမည်များမှန်ကန်သည်ဟုမူစာဖတ်ပရိသတ်ကဆုံးဖြတ်ကြရရန်သာရှိပါသည်။မြည်တော်ပင်ဖြစ်စေနာတက်တာနီကိုလီယက်ဖနာတို့မဟုတ်နတ်ဒီယာအမည်ရှိဤဝတ္ထုသည် မြမစာပေပရိသတ်နှစ်သက်လက်ခံနိုင်မည်ဝိထုတပုံးဟုကျွန်တော်ထင်ပါသည် မောင်ထွန်းသူ73ရက်စက်တမ်ဘာ1999ဆရာကြီးမောင်ထွန်းသူဘာသာပြန်ဆိုရေးသားထားတဲ့နတ်ဒီယာဆိုတဲ့အခြေဝိထုလေးကိုကျွန်မမနှက်ဖြတ်မှာစတင်ပြီးရောဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ဒီဝိတုလေးကရုရှားဘာသာပြန်ဝိတုတပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရုရှားဘာသာနဲ့အကျွမ်းတဝင်မရှိတဲ့အတွက်တချို့သောစာလုံးတွေကိုဖတ်ပြတဲ့အခါမှာအမှားအယွင်းမမှန်မကန်တာတွေရှိနိုင်ပါတယ်။အဲ့ဒီအတွက်လည်းနားလည်ပြီးရောသတိခံပေးပါလို့အများကြိုတင်ပြီးရောမေတ္တာရက်ခံအပ်ပါတယ်ရှင်။ဒီဝိတုလေးဟာဆရာမောင်ထွန်းသူရဲ့လက်ရကောင်းဝိတုတပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့စာနာရှင်သူများအနေနဲ့သဘောချနှစ်ကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။